မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲတရင်ကတော့ရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ကနဲ့ရေကန်စကန်းရဲ့အဓိကကာကင်းကုန်းဖြစ်တဲ့တာဝါတိုင်းစကန်းကုန်းကိုအရခတ်တက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နဲ့ရေကန်စကန်းသိန်းတိုက်ပွဲကိုအရခတ်တက်တော် AA နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်နေပြီးကာကင်းတာဝါတိုင်းစခန်းကိုဇွန်လ၄ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ကာကင်းတာဝါတိုင်းစခန်းနဲ့နိုင်ကန်စခန်းဟာမီတာ2000ခန့်သာကွာဝေးတယ်လို့ CDM ဗိုလ်ကြီးဇေယောကပြောပြထားပါတယ်။အမ်ဘရန်လမ်းပိုင်းကနိုင်ကန်စခန်းရဲ့အဓိကကာကင်းဂုံးပေါ့သူနယ်လဲမီတာ2000လောက်ပဲဝေးတယ်။ MPD တာဝါတိုင်းဂုံးပေါ့ဒေသခေါ်ကတော့တာဝါတိုင်းဂုံးလို့ခေါ်ပါတယ်။အဲ့ဒီစခန်းကို A နဲ့အရှိုတပ်ဖွဲ့တွေပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဆိုတာကိုတော့တကယ်အတီးပြုတ်လို့ရပါတယ်မနေ့ကရောဒီနေ့ရော4က ရှစ်စီးနဲ့ဗရန်တန်တွေကအင်အားဖြည့်တင်းထားတာတွေရှိပါတယ်ခံမန်းအင်အား150 200ကြားလို့ကျွန်တော်သုံးသပ်ပါတယ်ပြီးတော့ဒီနေ့မှာလည်းရိတ်ခါရင်တန်း3စီးထတ်လွတ်ထားတယ်လို့သတင်းရထားတယ်လို့ပြောပြထားပါတယ်စစ်ကောင်စီကနိုင်ရီကန်စခန်းကိုလက်လွတ်လိုက်ရပါကအမ်းမြို့နယ်ကိုပြန်လဲခြိတက်မဲ့လမ်းပေါက်ပိတ်သွားပြီဖြစ်တယ်လို့ဗရန်တန်တွေအတွက်ပါချင်းချောက်မှုတစ်ခုဖြစ်လာမယ်လို့စီဒီယံဘူကြီးဇင်ရော်ကဆက်လက်သုံးသပ်ထားပါတယ်စစ်ကောင်စီကနိုင်ရီကန်စခန်းကိုလက်မလွတ်ရဲဘူးနိုင်ရီကန်စခန်းကိုလက်လွတ်လိုက်ပြီဆိုရင် အန်းကိုသွားမဲ့တကားပေါက်လုံးဝကိုပိတ်သွားပြီးမရတော့ဘူးအဲ့ဒါအပြင်ဗရန်တက်နေကိုပါနိုင်ရီကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်ပသိမ်မုံရွာလမ်းကိုလည်းစိုးမုံလာနိုင်တယ်စိုးမုံထားနိုင်ပြီးတော့စစ်မျက်နှာစာဆိုရင်မင်းမှုမြို့နယ်တရမြို့နယ်ဟိုဘက်ကအထက်မင်းလာမြို့နယ်နဲ့စေတုတ်ဒရာမြို့နယ်တွေအထိပါစစ်မျက်နှာစာဖြန့်သွားလို့ရမယ်အနေထားမျိုးပေါ့တော်လိုင်းတက်ဖွဲ့တွေနိုင်ရီကန်ကိုရလိုက်ပြီးဆိုရင်ဗရန်တက်နေအတွက်လည်းကောင်းကောင်းမနေရတော့ဘူးဒီနိုင်ရီကန်သာလက်လွတ်လိုက်ရပြီဆိုရင်ပေါ့လေလို့ပြောပြထားပါတယ် အေနဲ့ပူပေါင်းတပ်ဖွဲ့များထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နိုင်ရီကန်စက္ကန်းကိုအာနာသိန်းစစ်ကောင်စီကဗရန်တန်နယ်မှာရှိတဲ့အမြောက်စက္ကန်းကိုကဲမှုဌာနချုပ်အမတ်905ကလက်နက်အင်အားလူအင်အားနဲ့ရိတ်ခါများအဓိကဖြစ်တင်းပေးနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။အေအေအပါဝင် ညီနောင်မဟာမိတ်၃ဘွဲ့နဲ့အာနာသိန်းစစ်ကောင်စီတို့ဟာငလင်းအကြောင်းပြချက်နဲ့အပြစ်ခတ်ရက်စဲကြောင်ထုတ်ပြန်ကြေညာထားကြတော့လေနှစ်ဖက်စလုံးကမြေပြင်ပေါ်မှာထိတွေ့တိုက်ပွဲများရှိနေစေဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုများနဲ့ထိုးစစ်ဆင်တိုက်ခတ်မှုများရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့များရှိရာကိုစစ်ကောင်စီရဲ့စစ်ကြောင်းရောက်ရှိလာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့များကတံပြန်ထိုးစစ်ဆင်တိုက်ခတ်မှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးချောက်လမ်းပိုင်းတနေရာမှာအချမ်းဘတ်စစ်ကောင်စီတပ်သား ဗိုလ်ကြီးညီညီမျိုးစုနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့တပတ်လောက်ကညောင်ဦးမြို့နယ်ညောင်ဦး6ကားလမ်းပိုင်းတနေရာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေတဲ့အချိန်နေပြည်တော်ကနေ6ရေနံချောင်းဘက်ကိုကိုပိုင်ကားနဲ့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်ကြီးညီညီမျိုးစုနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းမိတာကတပတ်လောက်ကြာပါပြီရတ်တော့တေချာမမှတ်မိတော့ဘူးဒီနေ့မှစိတ်ချလို့သတင်းထုတ်ပြန်လိုက်တာပါသူတို့ကားနဲ့နေပြည်တော်ကနေလာတာ6ရ ေနံချောင်းဘက်ကိုသွားဖို့ပါအရက်ဝတီနေပဲလက်နဲ့တော့ပါမလာဘူးသူတို့ကိုစစ်တုံမဲ့ဥတွေရပဲအေးအေးယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲထားပြီးပါပြီလို့ညောင်ဦးမြို့နယ်ပကပတာဝန်ခံကိုစည်းကပြောပြထားပါတယ်အခုလိုမျိုးဖမ်းဆီးထိန်းသိမ်းမှုကိုညောင်ဦးမြို့နယ်ပကပအနောက်ချမ်းဇုံ ပကံဘိုးချိုအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တုံးမဲဥဒေအရအရေးယူနိုင်ရန်ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ပကဖထံကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်ညောင်ဦးခရိုင်ပကဖကနေတဆင်သက်ဆိုင်ရာဝန်ကြီးဌာနကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ညောင်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့တွေရှိနေပါတယ် အဲ့ဒီစစ်ခွေးတွေပြောတဲ့စကားလိုပါပဲရာဇဝဲဘေးပြေးလို့မလွတ်ပါဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြမှာတယ်ပြီးတော့မိဘပြည်သူတွေအနေနဲ့လဲစစ်ကောင်စီရဲ့ရင်နှန်းနေနဲ့ကတ်မလိုက်ပါနဲ့စစ်ခွေးတွေနဲ့ဝဲဝဲမှာနေပေးကြပါလို့ပြောကြမှာတယ်လို့ညောင်ညွန့်နဲ့ပကဖတာဝန်ခံကိုစည်းကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ULAA ထိမ့်ချုပ်ထားတဲ့တန်တွဲမြို့နယ်မောင်ရွှေလေးရေတပ်နီးပတ်ဝန်းကျင်မှာစစ်ကောင်စီရဲ့နေပြည်တော်နှစ်စီးသုံးစီးလောက်ရောက်ရှိနေပြီးတော့ကမ်းခြေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကမောင်ရွှေလေးဂျိတ်တော်ငပလီကမ်းခြေတလျှောက်ကိုပင်လယ်ပြင်ထဲကနေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးတော့ နေအိမ်အဆောင်တချို့ထိခိုက်ပျက်စီးသွားတယ်လို့ရှေးတန်းသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီဟာရန်ကုန်စစ်တွေးမန်းအောင်ရေချောင်းကိုလက်ရှိချိန်ထိထိမ့်ချုပ်ထားဆဲဖြစ်တယ်လို့သိရပါရယ်အဲ့ဒီကမှတစဉ်တိုက်ခိုက်ရေးနေဗီတွေကိုအရခတ်တက်တော်ထိမ့်ချုပ်ထားတဲ့မြို့ရည်စီကိုချင်းကပ်ပြီးတော့ရေချောင်းကနေတိုက်ခိုက်လာတာလည်းဖြစ်တယ်လို့သိရပါရယ်အဲ့ဒီ navy တမောတွေဟာစစ်ကောင်စီထိမ့်ချုပ်ထားတဲ့မြို့တမျိုးဖြစ်တဲ့မန်အောင်ကျွန်းကရေပြင်ကနေပြီးတော့ အလန့်မီတလောက်ကနေဝင်ရောက်လာတာဖြစ်ပြီးတန်ရဲမျိုးနဲ့အနည်းဆုံးပင်လယ်ပြင်မှာကြောက်ချရန်နာထားတယ်လို့သိရပါဗျ။ကမ်းခြေတလျှောက်မှာနေထိုင်ကြတဲ့ရေလုံသားတွေဟာပင်လယ်ပြင်ကိုထွက်ဖို့အခက်အခဲဖြစ်နေပြီးတော့ရေတပ်အန်ဒီယေကိုဒုတိယအကြိမ်စိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။အခုကအရင်လိုမဟုတ်တော့ဘူး။တန်ရဲတခွင်ကပင်လယ်ပြင်မှာနေပြည်တော်ကနေတိုင်းရှိတယ်။နှစ်စီးမဟုတ်သုံးစီးအများရှိတယ်။ အခုဆိုရင်ငါးရှာလည်းမထွက်ကြဘူး။ကမ်းခြေမှာတဲထိုးထားတဲ့လူတွေလည်းအခုပြန်ပြီးတော့ပြောင်းပြေးနေရတယ်လို့မပလီကမ်းခြေဒေသခံသတင်းရင်းမြစ်ကပြောပြထားပါရယ်။အရခတက်တော်ဟာတန်တွဲမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ကအပိသက်တိမ့်ပိုက်ထားပြီးတော့မောင်ရွှေလေးမှာအခြေစိုက်ထားတဲ့ရေတပ်ဌာနချုပ်ကိုလည်းတိမ့်ပိုက်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရဲတပ်ဖွဲ့တိုင်းယုံကဒူရဲမှုချစ်ဆန်းမောင်နဲ့၎င်းရဲ့မယားညီအကိုတော်တဲ့ဒူရဲမှုအောင်နိုင်မိုးတို့နှစ်ဦးစလုံးဟာလိုင်စင်မဲ့ကားအယောင်ဝယ်အပါအဝင်ရာဇဝတ်လုပ်ငန်းများကိုလုပ်ကင်ပြီးတော့ကြီးပွားလာကြပြီးလက်ရှိအချိန်ထိလိုင်စင်မဲ့ဝတ်တော့ကားရောင်းဝယ်မှုများနဲ့ဆက်ဆက်လုပ်ကင်နေကြဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရဲမှုအောင်နိုင်မိုးဟာအာနာသိန်းသာဇာကာလကအေးစိန်မြို့နယ်မှုဘဝမှာနိုင်ငံရေးလှုပ်ရှားသူများကိုဖမ်းဆီးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးလှုပ်ဆောင်ခဲ့တဲ့အတွက်အချိန်တိုအတွင်းမှာရဲမှုယာရုကိုတုံးမြင့်ပေးခံရပြီးတော့ AOD တိုင်းကိုပြောင်းရွှေ့ခဲ့တယ်လို့သိရပါဗါး အဲ့ဒီနောက်မှာတော့လိုင်စင်မဲ့ကားအောင်ဝဲကြားဖြန်လောင်းကစားနိုင်ဂျီကောက်ခံခြင်းအပါအဝင်တရားမဝင်လုပ်ငန်းများကိုလုပ်ကံပြီးတော့အချိန်တိုအတွင်းမှာချမ်းသာကြွယ်ဝလာတယ်လို့သိရပါဗျ။ဒူရဲမှုချစ်ဆန်းမောင်ဟာလည်းလိုင်စင်မဲ့ကားအောင်ဝဲနဲ့ရခိုင်ပြည်နယ်ဘက်ကိုကုန်စီတင်ဖို့ရောင်းချနေသူများကိုဖမ်းဆီးငွေညစ်ခဲ့ခြင်းကြောင့်ချမ်းသာလာသူဖြစ်တယ်လို့သိရပါဗျ။ရဲမှုအောင်နိုင်မိုးနဲ့ဒူရဲမှုချစ်ဆန်းမောင်ရဲ့ပိုင်ဆိုင်မှုကနဲတာမဟုတ်ဘူး။ AOD တိုင်းဘက်မှာလက်ဆောင်အထက်ဆုံးနှစ်ကောင်ဖြစ်လာတာပေါ့။ရင်းနေတာစစ်စစ်ဂိတ်လို့ဟာမျိုးတွေကိုသူတို့တွေကကိုကဲကြီးကြရတာလေ ေလိုင်စင်မဲ့ကအယောင်းဝယ်လောက်ကြသူတွေလည်းဖြစ်ပါတယ်သူတို့နှစ်ဦးအတွဲကအင်မတန်မှလက်တံပြောင်တဲ့သူတွေအဖြစ်နဲ့နာမည်ကြီးတယ်လို့ရဲတရင်အရေးမြစ်ကပြောပြထားပါတယ်ချမ်းသာကြွယ်ဝလာတဲ့ရဲမှုအောင်နိုင်မိုးကရွှေစင်လာမင်းစီဆိုင်လင်းလင်းဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များကိုလည်းလင်းလင်းဆိုတဲ့ပုံကူကနာမည်ခံပြီးတော့စီးပွားရေးလုပ်ကင်ပေးနေတယ်လို့ရဲတရင်အရေးမြစ်ကရှင်းပြထားပါတယ် လင်းလင်းဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ကဆိုင်ကယ်တခိုးတွေရဲ့ခိုးရပါပစ္စည်းတွေအကုန်ယူတယ်ခါးတွေကိုမွေးထားတာလွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကရန်ကုန်မှာဆိုင်ကယ်တခိုးကိုအစီးရေ40ကျော်နဲ့မိတယ်ဂွင်းဆက်မိပြီးတော့လာသိမ်းတဲ့ရဲကိုတစည်းကို350ပေးပြီးတော့၁၀စည်းရောပေးလိုက်တာလို့ရဲတရင်ရေးမိကရှင်းပြထားပါဗါးအလားတူပဲနေပြည်တော်မှာရှိတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နာယခကဒုတိယရဲမှူးလှတောင်းဟာလဲလိုင်စင်မဲ့ကားအယောင်းဝယ်အပါဝင် တရားမဝင်လုပ်ငန်းများကိုဆက်နွယ်လုတ်ကင်နေသူဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုင်းရဲ့အမေအရာလိုင်စင်မဲ့ကားများဖမ်းဆီးနေတဲ့အချိန်မှာတော့မှဒူရဲမှုလှတောင်းတဲ့ပတ်သက်နေသူများဟာလိုင်စင်မဲ့ကားများဆက်လက်စီးနေနေကြတယ်လို့သိရပါဗျ။အခုချိန်ထိလိုင်စင်မဲ့ကားတွေကိုကိုကြီးညီလေးကန္ဓာတွေနဲ့စီးနေကြတော့မှပဲ။နေပြီးတော့နာယခထောက်ဖို့တက်ကတာဝန်ခံဒူရဲမှုလှမင်းတောင်းကတော့ကျောင်းဆရာမကိုတိုင်ဝတ်တော့ကားပဲစီးတာပါ။သူတို့ကရဲယုံချုပ်ကဆိုတာနဲ့တင်ဖမ်းလို့မရဘူးဆိုတာမျိုးဖြစ်နေတာ။နာယခထောက်ဖို့ရဲတပ်ဖွဲ့ကရဲတပ်သားအဆင့်အောင်မှလိုင်စင် မဲ့ရောင်းဝယ်တွေကိုလုတ်ကင်နေပါတယ်။နာယခထောက်ဖို့တက်ထဲမှာဆိုရင်လေလိုင်စင်မဲ့ကားသိမ်းနေဆိုပြီးတော့သူတို့ကားတွေရောရောပြီးလှောင်ထားကြပါတယ်လို့နေပြီးတော့ရဲယုံချုပ်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်နောင်ချိုမြို့မှာအပြစ်ခတ်ရဲစဲရေးကြီးညာထားတဲ့အချမ်းပတ်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တဲ့အတော့ပြည်သူ၄ဦးဘုံစာထိမှန်တမ်းရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဇွန်လ၄ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်ကနောင်ချိုမြို့ဈေးရက်ကွက်ထဲကိုလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူများဘုံစားထိမှန်ပြီးတော့နေအိမ်နှလုံးနဲ့ကံမောစာကြောင်းတိုက်ဖုံးကြီးကြောင်းတစ်ကြောင်းလဲလက်နက်ကြီးကြောင်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ၃ရက်နေ့မနက်၈:၅၄မိနစ်အချိန်မှာလဲအကြမ်းဖက်စစ်ကောင်စီတပ်ကရေပြူကြီးရွာကဂံကောကြီးရွာအတွင်းကို drone နဲ့ဘုံ၆လုံးပစ်ခတ်ခဲ့ပြီးတော့အဲ့ဒီနေ့ညနေ၄နာရီအချိန်မှာလဲကံကြီးကြီးရွာကို drone နဲ့တကြိမ်လာရောက်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လက်ရှိမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲအနေနဲ့တော့ငလျင်ဒံတင့်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာများမှာထိုးစစ်များကိုပြုလုပ်မှာမဟုတ်ဘဲအပြစ်ခတ်ရက်စဲရင်ကြီးညာထားချိန်လည်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ကအပြစ်ရတဲ့ကာလကိုနောက်ထပ်တလတတန်းတိုးချောင်းဇွန်လ၂ရက်နေ့မှာထုတ်ပြန်ကြီးညာထားတော့လေအကြမ်းမဲ့စစ်တပ်ကနောင်ချိုမြို့ကိုဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းမဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရေးတရိအမျက်ရှိရန်လိုအပ်ပြီးတော့လေးချောင်းရန်ကာကွယ်နိုင်ရန်လေးချောင်းရန်ကာကွယ်ရေးဆိုင်ရာနီလာများကိုဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကတိုက်တွန်းထားပါတယ်။ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကနောင်ချုံမြို့နယ်မှာစစ်တပ်နဲ့ TNL ကြားစစ်ရေးတင်းမာနေပြီးတော့စစ်ကောင်စီတပ်ကစစ်အင်အားတွေဖြည့်တင်းခြင်းနဲ့လက်နက်ခဲယမ်းများဖြည့်တင်းခြင်းများကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းများကိုလည်းအချိန်တိုင်းလိုလိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများသတိပြုနေထိုင်ကြရန်မနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ